ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျမတို့ channel မှာကဘာတဝမ်းကအံ့ဩဖွယ်ရာရှီဟောင်းသုတေသနတွေ့ရှိမှုတွေကိုတင်ဆက်ပြပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ဟိုးရင်ရာစုနှစ်ပေါင်းများစွာညီအောင်မှာမြုပ်နှံထားခဲ့တဲ့သမိုင်းဝင်ရွေးဝဲချက်တွေကိုကျမတို့နဲ့အတူလိုက်ပါလည်လာကြည့်လိုက်ကြရအောင်ပရိသတ်တို့ကအမိုင်းကိုဝါသနာပါလို့ပဲဖြစ်ဖြစ်စူးစမ်းလို့စိတ်ရှိလို့ပဲဖြစ်ဖြစ်အမမဟုတ်စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇလန်းတွေကိုနှစ်သက်တူဖြစ်ခဲ့ရင်တော့ဒီဗီဒီယိုကိုလက်မလွတ်တင်ပါဘူးเนาะ ဒီဗီဒီယိုလေးမစခင်မှာရှင်းအောင်သူတေသနကပါလဲဆိုတာအချင်းချုပ်ပြောပြခြင်းပါတယ်။ရှင်းအောင်သူတေသနပညာဆိုတာလူသားတွေရဲ့တမိုင်းကြောင်းကိုညီအောင်မှာတူးဖော်တွေးရှိထားတဲ့ပစ္စည်းတွေ။ကျွင်းကြံတွေကနေလေ့လာတဲ့ပညာရဲ့ဖြစ်ပါတယ်။ရာစုနှစ်တွေတခြားရှင်းအောင်သူတေသနပညာရှင်တွေဟာကျမတို့ရဲ့နှစ်ပေါင်းများစွာတိတ်ကလူသားတမိုင်းကိုပြန်လည်သိရှိနိုင်အောင်အံ့ဩဖွယ်ရာရှာဖွေတွေးရှိမှုတွေကိုပြုလုပ်နိုင်ခဲ့ကြပါတယ်။ဒီဗီဒီယိုမှာလည်းကမ္ဘာရှင်းဟောင်းသူတေသနတမိုင်းမှာထင်ရှားခဲ့တဲ့ အံ့ွယ်ရှေးဟောင်းသူဒေသနာတွေ့ရှိမှု၅ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။အစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးရှင်။ဒါဆိုကျမတို့ရဲ့ရှေးဟောင်းသူဒေသနာခရီးစဉ်ကိုအခုပဲဆက်လိုက်ကြရအောင်နော်။နံပါတ်1တူတန်ခမန်ဘီရင်ဤဦးတင်ချိုင်းပထမဆုံးအနေနဲ့အီဂျစ်နိုင်ငံကိုပွားရောက်ပြီးတူတန်ခမန်ဘီရင်ရဲ့ဦးတင်းဆိုင်ကိုလေ့လာကြည့်ရအောင် ဒီခုတင်းချိုင်းကို1922ခုနှစ်မှာဗြိတိသျှရှီဟောင်းတုဒေသနာပညာရှင်ဟောင်းကာကာရာကအီဂျစ်နိုင်ငံရှိဘီယင်များ၏ခြံလွှမ်းမှုခေါ်ရေးဒေသမှာတိုးပေါ်ပြရှိခဲ့ပါတယ်။ဒီခုတင်းချိုင်းဟာရှီအီဂျီယင်ကြီးမှုနဲ့ညှို့နှံမှုဒလိထုံးစံတွေကိုနက်နက်ရှိုင်းရှိုင်းနားလည်စေနိုင်ခဲ့တဲ့ရွှေမျက်နှာပုံများ၊ရွှေကောင်းဒလများ၊လဝိယနာများနဲ့ပရိဘောကပစ္စည်းတွေဟာပြည့်နှက်နေခဲ့ပါတယ်။ ဒီကူတင်းချိုင်းကိုပထမဆုံးရှာဖွေဝင်ရောက်နိုင်ခဲ့သူရဲ့ရှင်းမပြနိုင်တဲ့တိဆုံးမှုတွေကြောင့်လည်းဒီကူတင်းချိုင်းဟာပိုပြီးထူးခြားစန်းကျင်လာခဲ့ရပါတယ်။နမနစ်ညီစေးစစ်တီတော်များတာရာဂိုဒာအာမီဒီတစ်ခါတော့တရုတ်နိုင်ငံကိုသွားရောက်ပြီးညီစေးစစ်တီတော်တဲ့ကြီးတာရာဂိုဒာအာမီကိုလေ့လာကြည့်ရအောင်။ဒီစစ်တီတော်တွေဟာတရုတ်ပြည်ရဲ့ပထမဆုံးအေဂရက်ချင်းရှီဟွမ်နဲ့အတူမြုပ်နှံပေးခဲ့တဲ့စစ်တီတော်တွေ။မြင်းတွေ ယထာလုံးတွေရဲ့ပုံသူမြည်စေးရုပ်ထုတွေပဲဖြစ်ပါတယ်။ဒီရီကို1994ခုနှစ်ကတရုတ်ပြည်ရှမ်းရှိပြည်နယ်တရုတ်ဒေသခံလယ်သမားတွေကတူးဖော်ရင်းကနေတွေ့ရှိခဲ့တာပါတွေ့ရှိခဲ့ရတဲ့အရေးအတွက်ကတော့စစ်တေတော်8000ကျော်မြင်းနဲ့ရထားလုံးအများပြားပဲဖြစ်ပါတယ်ဒီမြေဈေးရုပ်တုတွေကိုတော့ရှေးခေတ်တရုတ်စစ်တေတော်တွေရဲ့ညနာမူရာအတိုင်းလက်ရမြောက်စွာထုလုပ်ထားခဲ့ကြတာပဲဖြစ်ပါတယ်နံပါတ်3 လင်းလေဒေသလေးများဒက်စီစကိုအခုတခါမှာတော့အရှိအလေပိုင်းဒေသကိုတွားရောက်ပြီးပင်လေဒေသလေးများဒက်စီစကိုကိုလေ့လာကြည့်ရအောင်ဒီစာလေးတွေကို1940ခုပြည့်လုံးနှစ်တွေမှာဘတ်တိုဝန်တိုးထင်းများကခူမာရန်ကူညာနီးမှာတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်ဒီစာလေးတွေဟာ BC 300စုကနေ AD 100စုအထိရှီဟောင်ကျူးဘာသာရေးစာပေတွေဖြစ်ပြီးဟီဘရူးကျမ်းစာရဲ့အစောဆုံးမူရင်းတွေဖြစ်ပါတယ် ။ဒါကြောင့်လေဒီလိုပဲရှိမှုကနေဂျူးဘာသာဝင်များတာမကကမ္ဘာနိုင်ငံအသီးသီးရှိသူပြည်တီများလည်းဂျူးဘာသာသမိုင်းကြောင်းကိုလေ့လာနိုင်ခဲ့ကြပါတယ်။နံပါတ်၄ပွန်ပီနှင့်ဟာကူလီငီယန်ဒီတစ်ခါမှလည်းအီတလီနိုင်ငံကိုသွားရောက်ပြီးပွန်ပီနှင့်ဟာကူလီငီယန်မြို့ဟောင်းတွေကိုလေ့လာကြည့်ရအောင်။ဒီမျိုးတွေဟာ89ခုနှစ်မှာအီတလီနိုင်ငံကမ်ပန်နီယာဒေတာက မောင်ပြစူ VS မီးတောင်ပောက်ကွဲမှုကြောင့်မီးတောင်ချော်တွေအောက်မှာနှမြုပ်ပျောက်ကွယ်ခဲ့ရပါတယ်။ဆယ်ရှိရာစုမှာတော့ရှင်းသူဒေသနာပညာရှင်တွေဟာပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးဒီမျိုးရဲ့အဖြစ်အပျက်သမိုင်းကြောင်းနဲ့ထိုခေတ်ကာလရှေးခေတ်ရောမလူမျိုးတွေရဲ့လူနေမှုဘဝကိုလေ့လာနိုင်ခဲ့ကြပါတယ်။ဒီမျိုးဟောင်းကိုတူးဖော်ပြီးချိန်မှာတော့ရှေးခေတ်ရောမလူမျိုးတွေရဲ့နေစဉ်ဘဝကိုခင်ဟတ်စေတဲ့အိမ်ကြီးဆိုင်တွေနိုင်ငံဆေးပကြီးတွေနဲ့နေစဉ်သုံးပစ္စည်းများဟာတစ်မျိုးလုံးမှာပြည့်နေနေတာကိုသိရှိခဲ့ကြရပါတယ်။ နံပါတ်5 Rosetta ကြောက်စာ Rosetta Stone ဒီတစ်ခါမှာတော့ Rosetta ကြောက်စာ Rosetta Stone ကိုလေ့လာကြည့်ရအောင်ဒီကြောက်စာဟာဂရိဒီမိုတနဲ့ Hieroglyphic စာသားတွေနဲ့ရေးထိုးထားတဲ့အီဂျီကြောက်စာတစ်ချက်ဖြစ်ပါတယ်1969ခုနှစ်မှာစစ်ဘေးရင်နပိုလီယံရဲ့စစ်တပ်ကပြင်သစ်စစ်သားများဟာအီဂျစ်နိုင်ငံမှာတွေ့ရှိခဲ့ကြတာဖြစ်ပါတယ် ဒီကြောက်စာကိုရှာဖွေတွေ့ရှိမှုရဲ့အကျိုးဆက်ကတော့ချင်းဟောင်းဘာသာစကားတစ်ခုဖြစ်တဲ့ EJ Harite ဖြစ်စာကိုဖတ်နိုင်ဖို့တော့ချက်ဖြစ်လာခဲ့ပါတယ်။ဒါဟာဆိုရင်တော့ပရိသတ်တို့အနေနဲ့လူသားတွေရဲ့အတိတ်သမိုင်းကိုနိုးထတတ်ဝင်လေ့လာနိုင်စေခဲ့တဲ့ခင်ရှားတဲ့ရှင်းဟောင်းသူတေသနာတွေ့ရှိမှုကြီးငါးခုကိုလေ့လာခဲ့ရတာဖြစ်ပါတယ်။တူတန်ခမန်ရဲ့ဂူတင်းဆိုင်ကနေ Rosetta ကြောက်စာ Rosetta Stone အထိဒီလိုတွေ့ရှိမှုတွေဟာကျမတို့ရဲ့လူသားဘိုးဘေးတွေရဲ့သမိုင်းတွေ ကြီးကျယ်ခံနာခဲ့ပုံတွေအစဉ်စဉ်ပြောင်းလဲလာခဲ့ပုံတွေနယ်ပယ်တီးတီးရဲ့စင်ကဲပြောင်းလဲမှုပြိုဝဲချက်တွေကိုဆက်လက်ပေါ်ထုတ်လေ့လာဖို့တတိပေးနေတာပဲဖြစ်ပါရဲ့ရှင်ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုခဲ့တဲ့အတွက်ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုဖို့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါဦးလို့ထပ်မံတောင်းဆိုပါရစေရှင်နောက်ထပ်ဗီဒီယိုတွေအတွက်အကြံပြုချင်တာရှိရင်ကွန်မန့်မှာရေးခဲ့နိုင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ် 借助对骂人。识。